မင်းကလူဝင်သားဘယ်လိုဟုတ်လားမမ်းမိတယ်ပေါ့ဟိုဘွားတော်ကအဲ့မင်းကမိန်ကလေးလားယောက်ျားလေးမိန်ကလေးပြမိန်ကလေးဟိုဟိုဘွားတော်ကလည်းမိန်ကလေးပဲနော်ဟုတ်ပါဘူးအာနိုင်ရတယ်ပြတယ်အာယူပြသေးတယ်အောက်တော့ငကြောပဲမိန်မိန်ရမဲတယ်ရမဲတဲ့အောင်တော့ငကြောရနော်ဒါကြောပဲအဲအသက်ဟာကတော့ပွဲစည်းမှာသွားပြီးတော့ ဘလုံးပစ်နေတဲ့ဥစဉ်တွေပါပစ်တဲ့နေရာကလည်းဖျားစင်ရှိကြီးမှာအဲ့တော့ဝင်းနီးတိတ်ခါပုတ်တွေဘာညာတရကာတွေခဏထားလိုက်哦ဒါကတော့မြင်မသိတော့ပါဘူးဆိုတဲ့အကြောင်းကိုကွန်မန့်အောက်မှာသွားပြောကြတယ်အဲ့လိုသွားပြောကြတော့ဘာပြောလဲဆိုတော့မင်္ဂလာပါ ကွီဇော် channel ကနေပြန်လဲကြိုးစိုးလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော် channel မှာတင်ဆက်နေကြဖြစ်တဲ့ တစ်နေ့တစ်မျိုးမရိုးရတဲ့ဗီဒီယိုဖိုင်လေးတွေနဲ့တလွဲဖြစ်နေတဲ့ဗီဒီယိုဖိုင်လေးတွေယုံကြည်မှုဆန်ရဗီဒီယိုဖိုင်လေးတွေကောင်းတို့ရရဗီဒီယိုဖိုင်လေးတွေကိုတင်ဆက်ပေးဖို့ချိန်ကြရောက်လာပါပြီ။ဟုတ်ကဲ့ပါဒီနေ့ reaction လေးကိုလည်းပြီးဆုံးတဲ့အထိကြည့်ဖို့ပြောချင်ပါတယ်။အဲ့တော့ရှည်ရှည်ဝေးဝေးပြောမနေတော့ဘူးပထမအဆုံးဗီဒီယိုဖိုင်လေးနဲ့အရင်စရအောင်။ပထမအဆုံးဗီဒီယိုဖိုင်လေးအနေနဲ့အောင်တိုးလေးခလေးတိုက်ဝင်ပူးတဲ့ဗီဒီယိုဖိုင်လေးကိုကြည့်အောင်။ ဲ့တစ်နှစ်တစ်မျိုးမရိုးရတဲ့ကျွန်တော်တို့မြန်မာပြည်မှာမပြင်းရဘူးပေါ့ဗျာနော်ဒါကတော့ကလေးတိုက်နန်းရှင်အောင်တိုးလေးဝင်ပူးတာပေါ့အဲ့တော့ဘလို့ထင်ကြလဲအာမာရလည်းပြတယ်ဒါယူပြသေးရအောင်တိုးကငကြွားပဲအမေအမေပြန်မယ်ပြန်မယ်တဲ့အောင်တိုးကငကြွားရနော်ဒါကြွားပဲအဲအဲ့ဒါထေကျေပါပါကျေပါပါကျေပါပါဒီ တာအောင်မယ်တဲ့ကိစ္စမဟုတ်တော့ဘူးဟုတ်လို့ပြီးကနေတဲ့ကိစ္စကြီးကလည်းတော်တော်ကိုလုံရင်းမှရမယ်ကိစ္စကြီးဗျာနော်အဲ့တော့ကလေးကြီးပေါ့လေနော်ကလေးတိုက်ဝင်ပူတော့ကလေးကြီးပုံစံပေါ်တော်တော်ကြီးလှုပ်ပြီးကတာပေါ့ဟုတ်ကဲ့ပါဒါကတော့အောင်တိုးလေးကလေးတိုက်ဝင်ပူတဲ့ကိစ္စပါအဲ့တော့နောက်တစ်ခုဆက်ပြီးကြည့်အောင် ဲ့တော့ကျွန်တော်တို့သာသနာရဲ့အနာဂတ်ပေါ့အမြဲတမ်းဒီလိုဗီဒီယို file လေးတွေတက်လာပြီဆိုရင်ကျွန်တော်အမြဲတမ်းပြောပါတယ်ကိုရင်လေးတွေကနားမလဲတဲ့အရွယ်ဖြစ်နေတာကြောင့်ပြစ်မတင်ရက်ဘူးဩဒီကိုရင်လေးတွေကခလေးလေးတွေပါပဲမတိနားမလဲသေးဘူးဝင်းနီးတွေကိုမတိသေးဘူးသာသနာအတွက်နားမလဲသေးတဲ့အရွယ်ဖြစ်နေတဲ့အတွက်ကြောင့်ခွင့်လွတ်လို့ရပင်မဲ့လေဒီလိုမျိုးကြီးကောင် ကြီးမားကြီးတွေကစပြီးတော့မြှောက်ပေးနေတာမျိုးကတော့အမြင်မသင့်တော်ဘူးဗျာ ဲ့တော့ဒီဗီဒီယိုဖိုင်လေးတွေကိုတင်ပေးတဲ့ရည်ရွယ်ချက်ကအဲ့ဒါပဲနောက်နောက်ဒါမျိုးတွေမဖြစ်စေချင်လို့ဒါတွေကိုရှောင်ကျင်ပါဒါတွေကိုရှောင်ရှားကြပါဒီလိုမျိုးတော့မလုပ်ပါနဲ့ကိုယ့်ရဲ့သာသနာကိုယ့်ရဲ့ဘာသာကိုညှိုးနှွမ်းစေမဲ့ကိစ္စသူများလက်ညှိုးထိုးမဲ့ကိစ္စမျိုးတွေသူများအပြစ်ပြောမဲ့ကိစ္စမျိုးသူများနှာခေါင်းရှုံမဲ့ကိစ္စမျိုးတွေကိုမလုပ်ပါနဲ့ဆိုတာကိုတတိပေးခြင်းနဲ့အတွက်ကြောင့်သာတင်ပေးနေရခြင်းဖြစ်ပါတယ်အဲ့တော့ကြီးကောင်ကြီးမကြီးတွေနဲ့မမြောက်ပေးပါနဲ့နောက်ပြီးတော့သာသနာခေါင်းဆောင် ဆရာတော်တွေတန်ဃာတော်တွေဦးစင်းတွေဘယ်ရောက်သွားလဲဒါမျိုးတွေကိုဘာဖြစ်လို့လက်ခံရတာလဲဘာဖြစ်လို့ဒါမျိုးတွေကိုခွင့်ပြုရတာလဲကိုရင်လေးတွေပဲဆိုပြီးတော့လဲဒါမျိုးတွေကမလွတ်ထားတင်တော်ဘူးလို့ထင်ပါတယ်ဒိုင်းပေါ်မှာခုနောက်ပိုင်းခက်စိတ်စိတ်တွေ့လာရတယ်ကိုရင်လေးတွေကိုတချင်းဆူခိုင်းလာကိုရင်လေးတွေကိုကခိုင်းတာကိုရင်လေးတွေကိုမြှောက်ပေးတာပတ်စံပေးပြီးတော့လူပုံလဲမှာမထော်မနှမ်းပုံစံတွေနဲ့ကပြခိုင်းတာတွေတချင်းဆူပြခိုင်းတာတွေတော်တင်ပါပြီ အဲဒါတွေကိုတာဝန်ရှိတဲ့ဦးစင်းတွေတာဝန်ရှိတဲ့ဆရာတော်တွေဒါတွေကိုခွင့်မပြုသင့်တော့ဘူးဆိုတာလေးကိုထောက်ပြခြင်းပါတယ်အဲ့တော့တချို့သောတချို့သောဆရာတော်တွေဦးစင်းတွေကလည်းဝင်းဤတိတ်ခပုတ်တွေနဲ့ညီဖို့နေနေတာတချင်းဆိုတိတ်ကြိုက်တာဗျာမိုက်ဆိုလည်းတိတ်ကြိုက်တာပွဲလဲသဘင်တိတ်ကြိုက်တာကျွန်တော်တို့ဆရာတော်တချို့ပေါ့အလှပွဲဆိုလို့ရှိရင်ဘာအလှပွဲလေးပဲလှုပ်လို့ပွဲလေးထည့်လိုက်ရတော့မှဆရာတော်တွေကလည်းကျင်းတတ်ကြတာအဲ့ပွဲမှာဖြူဖြူထွေးလေးငှားလိုက်ရတော့မှအဲအဲ့လိုမျိုး ိုနာမည်ကြီးနေတဲ့ဆယ်လီလေးငှားရမှာဒီနာမည်ကြီးနေတဲ့ဆိုတော်လေးငှားလိုက်ရတော့မှကျင်းတတ်တဲ့ဆရာတော်ဘုရားတွေလည်းရှိတယ်။အဲ့ဒီအပြုံမှာကိုတိုင်ကိုကြမိုက်ဝင်ခဲတဲ့ဆရာတော်တွေလည်းရှိတယ်။ ော့တချို့ဝါသနာတွေကအသွေးသားတွေကလာတာဗျ။အဲ့တော့ဝါသနာပါလုံးအကြီးွားတော့ဗီဇကဖြောက်မရဘူးဖြစ်နေတယ်။ကိုကိုတိုင်ကသင်ငန်းဝေထားတာလား။ဘုံကြီးဖြစ်နေတာလား။တန်ဃာတော်ဖြစ်နေတာလား။လူဖြစ်နေတာလား။မတွေးတတ်တော့ဝါသနာဆင့်ကိုကြော်လွန်ပြီးတော့အသွေးသားတွေကဗီဇကထွက်လာတဲ့အခါမှာအမြင်တင့်တော်တာတွေအမြင်မတင့်တော်တာတွေနားမလည်တော့ဘူး။အဲ့လိုတွေဖြစ်ကုန်တာပါ။အဲ့တော့နောက်ထပ်ဗီဒီယိုလေးတစ်ခုလည်းဆက်ကြည့်အောင် 哦，站起来，站起来！哈哈哈哈哈！ ဒါကတော့ပွဲစည်းမှာသွားပြီးတော့ဘလုံးပြစ်နေတဲ့ဥစဉ်တွေပါပြစ်တဲ့နေရာကလည်းဖျားစင်ရှိကြီးမှာအဲ့တော့ဝင်းနီးတိတ်ခါပုတ်တွေဘာညာတရကာတွေခဏထားလိုက်哦ဒါကတော့မြင်မသိတော့ပါဘူးဆိုတဲ့အကြောင်းကိုကွန်မန့်အောက်မှာသွားပြောကြတယ်အဲ့လိုသွားပြောကြတော့ဘာပြောလဲဆိုတော့ဒီဥစဉ်တွေကပဋ္ဌာန်းရုပ်ပွဲလည်းရှိတယ်နောက်ဆမ်မိုးပွဲတွေလည်းရှိတယ် အဲ့တော့ဒီလိုမျိုးစ조사နေတဲ့အတွက်ကြောင့်တခါတရံမှာစိတ်ပြေလက်ပြောက်အဖြစ်နဲ့ပွဲစည်းမှာသွားပြီးဘလုံးပြစ်တာပါဆိုပြီးတော့ reply တစ်ခုပြန်လာတယ်ဗျအဲ့ကျွန်တော်တော်အံ့ဩရတယ်အဲ့တော့ကျွန်တော်တို့သာသနာမှာစာတက်နေုံနဲ့မပြီးဘူးဗျသိလားအဲ့တော့အမြင်တင့်တော်တာလားမတင့်တော်တာလားဓာရီကသူများလက်ညှိုးထိုးเสียဖြစ်နေတာလားတခြားဘာသာတွေရဲ့အမြင်မှာတခြားလူမျိုးတွေရဲ့အမြင်မှာတင့်တော်ဤမတင့်တော်ဤဆိုတာလဲနည်းနည်းပါးပါးစဉ်းစားဖို့လိုတယ်ဗျ ပွဲစည်းဆိုတာလူပေါင်း16000တောလာလှုပ်ရှားပျော်ပါနေတဲ့နေရာမှာသင်ကန်းကြီးတွေတကားကနဲ့ဘောလုံးပစ်တယ်ဆိုတဲ့ကိစ္စကဗျာဒါတွေကိုတော့တာဝန်ရှိတဲ့သူတွေကြီးကြပ်ဖို့လိုပါဗျာဒါတွေကဗျာအမြင်မသင့်တော်ပါဘူးဗျာဒါတွေကိုတော့ဆရာတော်ဖရားတွေတော့ဒါတွေကမလုပ်သင့်ပါဘူးတပည့်တော်သားဒါပြောချင်ပါရဲ့နော်ဒါအဖြစ်တင်တယ်ဆိုတာထက်ဒါတွေကမဖြစ်သင့်ဘူးအမြင်မတော်ဘူးဆိုတာကိုအာလီလီစစာပြောချင်ပါတယ် နော်ဒါမျိုးတွေကိုတော့နောက်နောက်မလုပ်ပါနဲ့ဘာဖြစ်လဲဆိုတော့အခုနောက်ပိုင်းမှာသာသနာနဲ့ပတ်သက်ပြီးတော့တိတော့ပေါ်ဒီမှာကောလိုင်းပေါ်ဒီမှာကောသာသနာညှိုးနှံစေမဲ့ကိစ္စတွေအထက်တက်ခါခါမြင်တွေ့နေရတဲ့အခါမှာဒီလိုမျိုးအဖြစ်တွေကပိုပြီးတော့သာသနာအတွက်ဆိုးလာစေမဲ့ကိစ္စတွေလို့မြင်တဲ့အတွက်ကြောင့်ဆန္ဒတွေကိုတိတ်ခါနဲ့ထိမ့်ဖို့လိုပါတယ်ဝါသနာတွေကိုသွေးသားထဲမှာမျိုးသိပ်ပြီးတော့သာသနာအတွက်ကိုပဲရည်ရွယ်မျှော်မှန်းပြီးတော့ဖျားမျက်နာတစ်ခုကိုကြည့်ပြီးတော့ထိမ့်ထိမ့်သိမ့်သိမ့်လေးနဲ့ဝင်းကြီးရဲ့အညီလေးစေခြင်းပါတယ် ုတ်ကဲ့ပါနောက်ထပ်ဗီဒီယိုဖိုင်လေးတစ်ခုကိုလည်းဆက်ကြည့်အောင်အော်ဒီကရင်နှက်ကဘလို့ကြီးတော့ကရင်နှက်ထဲမှာကပ်ပလီရှိလားအဲ့တော့တည်တဲ့သူများရှိရင်ဖြေသွားပေးကြပါဦး အဲ့တော့ကျွန်တော်ဒီတက်တက်နဲ့တကူကျွန်တော်ကြားဝူတဲ့ကရင်နဲ့ထဲမှာတော့ဒီလိုမျိုးကပ်ပလီမျိုးမတွေ့ဘူးဗျ။အမြဲလက်ကြိုင်သာရာမင်းမစာချောက်သာအခေါင်းကြီးကိုတောက်မှလာဝဲတို့ဒီကရင်ကြောင်ပြူမှာအဖာကြီးရာသာမလုံးစလုံးချုံကြပိုင်းတကယ်ကိုမြင်လိုက်တွေ့လိုက်ရရင်လည်းမထုံမနှမ်းနေပြီပဲနော်။ဟုတ်ကဲ့ပါနောက်ဆုံးတစ်ခုအနေနဲ့ ဗီဒီယိုဖိုင်လေးတစ်ခုဖွင့်ပြမယ်အဲ့တော့ဒါကိုကောင်းစီဆိုသည်မပြောဘဲနဲ့ဒီတိုင်းလေးပဲကြည့်ကြရအောင်မင်းကလူဝင်လားဟုတ်လို့ဟုတ်လားမမီရပေါ့ဟိုဟိုဘွားတော့အဲ့မင်းကမိန်ကလေးလားယောက်ျားလေးမိန်ကလေးပြမိန်ကလေးဟိုဟိုဘွားတော့လည်းမိန်ကလေးပဲနော်အော်ဟိုကုရုကန်ထူးလို့လူဘွားပြန်ဖြစ်တာဗျဟုတ်တယ်ငါတမီးကုရုကန်ထူးလို့လူတည်ပြီးတော့သူပြန်ဝင်စားတာကြည့်စမ်းဟိုဘွားတော့နော် အဲ့တော့ဟိုဘွားတော့အဖေတွေရောမှတ်မိတယ်မှတ်ရတယ်ဘွားအမေလည်းမှတ်မိတယ်သူတို့ရောအဲ့လိုပြောလိုက်တော့သူတို့ရောတိကြတာလားတိရတယ်တိရနော်အဲ့ဆိုမြေဥခုပါရဲ့ကိုရင်နှစ်ပါးရှိတယ်သူ့မှာတားနှစ်ယောက်ရှိတယ်အဲ့ဒီတားနှစ်ယောက်ကလည်းဘုံရတဲ့ဘက်ပဲဒီမှာတင်ငန်းဝတ်တာအခုဆိုင်တိုက်ပို့ထားတယ်ပညာရောင်ကြီးမှာဆိုင်တိုက်ပို့ထားတယ်အဲ့ဒါတွေ့ကြရင်လားနောက်ခါကျဘုံကြီးတွေ့ပြီမယ်နော်ဒီဒီကထိန်လာမှနဲ့တွေ့ရဘုံကြီးပြင့်ရှိမယ်နော်အဲ့ခါကျရင် အဲအဲ့ဒါကြောင့်မင်းသူ့ကျတော့မောင်လေးပေါ့ဟိုကဟိုကတော့နဲ့မောင်လေးဟောသူတို့ကတိပလားတကယ်တော့အဲ့တော့မဆုံးခင်ကတော့မမွေးပါဘူးအော်မင်းမဆုံးခင်ကတော့သူတို့မမွေးဘူးမင်းဆုံးပြီးမှမွေးတာဒါအဲ့ဒါဆုံးတော့ပုံကတိလားဆုံးတော့ပုံတော့တိတော့ဘုန်းကြီးပြောကြတာဘလို့ဘလို့ဆုံးတော့တယ်အဖျားလူကြီးအဖျားလူဆွေးရမှာဆုံးတော့တာအဲ့ဒီဆုံးတော့ကမေတ္တာဟို ဒီအခုဒီဘွားမှာပြန်ဖြစ်လာတော့အေးအဖေမေလို့ရတအားတူးကျင်တာပေါ့မင်းရတာဒီမှာအိမ်မီမီလေးပါအိမ်မီမီလေးအာငါတမင်မင်းကုလိုကံကျူးတယ်အဲကုလိုပြန်ဆက်လို့မင်းဒါကုလိုကောင်းမှုပြုဖို့ရံတွေ့တာမင်းလူလောကပြန်လာတယ်လို့ပဲပုံရပေါက်ချဲချရမှာပေါ့နော်ဟုတ်လားအဲဆိုတော့အဲကုလိုလေးပါလေးပြုဖို့ကိုနိုင်ရပြုဖို့ကွာကုလိုကောင်းမှုနော်လူလေးနော်ဟုတ်တယ်မဟုတ်လားအေးအေးအေးဒါကတော့လူဝင်စား မိန်ကလေးကိုမေးထားတဲ့ဗီဒီယိုဖိုင်လေးပါအဲ့တော့ तू ကအရင်ဘဝကအကြောင်းတွေအကုန်သိတယ် तू ဘလို့တည်ဆုံးသွားတယ်ဆိုတာကိုလည်းသိတယ်ပေါ့အဲ့တော့ယုံနာမယုံနာကတော့ကျွန်တော်မပြောချင်ဘူးအဲ့တော့ဒါမျိုးဖြစ်ပျက်တွေကတော့ကျွန်တော်တို့နိုင်ငံမှာအများကြီးပဲကျွန်တော် channel ကိုကြည့်နေတဲ့ viewer တွေလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘလို့ထင်လဲတကယ်လူဝင်စားတွေနဲ့ကိုကြုံဘူးလားလူဝင်စားကိုလည်းယုံလားအဲ့ဒါလေးကို comment မှာပြောသွားပေးခဲ့လို့ရပါတယ်ဒီနေ့ညအတွက်တော့ ကောင်းတို့ရရဗီဒီယိုဖိုင်လေးတွေနဲ့တလွဲဗီဒီယိုဖိုင်လေးတွေကိုစူးစီးပြီးတင်ဆက်ပေးလိုက်ပါတယ်။အဲဒီတော့တင်ဆက်ပေးသမျှဗီဒီယိုအားလုံးကအပြုသဘောဆောင်တဲ့ဗီဒီယိုတွေပါ။ဘသူဘသူကိုမှထိခိုက်စေချင်တဲ့ဆန္ဒမရှိဘူးဆိုတာကိုတော့ပြောချင်ပါတယ်။ကျေးဇူးတင်ပါတယ်။ကျွန်တော်ကွီးစော်ပါ။ကျွန်တော် channel လေးကိုလည်း like and subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်။